တမန်တော်ဝတ္ထုအခိုင်း18အခငယ်25မှာဒီမှာရှိတဲ့ကျွန်တော်တို့တွေဟာလူမျိုးမတူပေမဲ့ကျွန်တော်တို့ကိုအသက်ပေးတော်သူဒီနေ့တိုင်အောင်ကျွန်တော်တို့ကိုအသက်ရှင်ခွင့်ပေးတော်သူသည်ဖခင်သခင်ထာဝရဖခင်ဖြစ်တော်မူကြောင်းအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်ဖခင်သခင်သည်ခတ်သိမ်းတော်သူတို့အားဇီဝအသက်နဲ့တကွထွက်သက်ဝင်သက်မှဆ၍ခတ်သိမ်းသောအရာတို့ကိုပေးတော်မူသောအရှင်ဖြစ်၍ တစုံတစ်ခုကိုအလိုတော်ရှိတဲ့ကဲ့သို့လူတို့လက်ဖြင့်ကြွေးမွေးခြင်းကိုခံတော်မူသည်မဟုတ်ဖယားသခင်သည်မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကိုကဲတွေ့နော်နော်လူအမျိုးမျိုးတို့ကိုဆိုတာလူမျိုးပေါင်းစုံကိုဆိုလိုတာဖြစ်တယ်တသွေးတီးနှင့်ဖန်ဆင်းတော်မူ၍သူတို့အားခွဲဝယ်စီမံသောအချိန်ကာလကို၎င်းသူတို့ဤနေရာအပိုင်းအခြားကို၎င်းမှတ်သားတော်မူဤ အကြောင်းမူကားလူတို့သည်ဖယားသခင်ကိုရှာဆန်းသဖြင့်တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းတည်းသို့ဆိုတော်လဲဖယားသခင်သည်ငါတို့တွင်အဘယ်သူနှဲ့မြဝေးတော်မူသည်မဟုတ်ကဲဒီနေ့ကျွန်တော်တို့ကလူမျိုးမတူကြပေမဲ့ကျွန်တော်တို့အားလုံးကိုဒီနေ့အထီးအသက်ရှင်ခွင့်ပေးတော်သူသည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောဖယားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ဒီကြမ်းချက်မှာကျွန်တော်တို့ကိုအတိအကျပြောပြထားတယ်။နော်ကျွန်တော်တို့ဘာလူမျိုးမှာလူဖြစ်လာမလဲမွေးဖွားလာမလဲဆိုတာကိုလည်းပဲဘုရားသခင်ကတတ်မှတ်ထားတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖြစ်နေတဲ့လူမျိုးကိုကျေနပ်ရမယ်။အခုကျွန်တော်တို့ဖြစ်နေတဲ့လူမျိုးမှာလူအဖြစ်မွေးလာဖို့ဘုရားသခင်ရဲ့ကျန်စီတော်မူချက်တွေဖြစ်တယ်။ကျွန်တော်တို့နေမဲ့နေရာဒေတာကိုလည်းပဲဘုရားသခင်ကပါလို့လဲခွဲဝယ်တတ်မှတ်ထားတယ်တဲ့။ ဲတော့ကျွန်တော်ဒီမှာမြန်မာနိုင်ငံမှာလူဖြစ်လာတာလည်းပဲဘုရားသခင်ရဲ့အလိုတော်အတိုင်းဖြစ်တယ်။ဒါဆိုရင်ဘုရားသခင်ကလူအမျိုးမျိုးကိုနေရာဒေသအတိအတိမှာအဲ့လိုခွဲဝေပြတော့နေထိုင်စေတဲ့အခါမှာဘာအလိုတော်ရှိတယ်လဲဆိုရင်အခငယ်29မှာအကြောင်းမူကားလူတို့ဒီဘုရားသခင်ကိုရှာဆန်းသဖြင့်တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းဒီကဲဘုရားသခင်ကသူ့ကိုမတွေ့စေချင်ဘူးလားတွေ့စေချင်တယ် ပြီးရင်ဒီမှာဗာဆက်ပြောထားလဲဆိုရင် သို့ဆိုတော့လဲဖယားသခင်ဒီငါတို့တွင်အဘယ်သူနှဲ့မြဝေးတော်မူသည်မဟုတ်ကဲဖယားသခင်ကကျွန်တော်တို့နဲ့ဘယ်သောအခါမှမမဝေးဘူးထိုဖယားသခင်ဟာကျွန်တော်တို့နဲ့ဝေးလားမဝေးဘူးလူရဲ့အထဲမှာသာဝရတီမဲ့ဝိညာဉ်ကိုဖန်ဆင်းတော်မူတဲ့အကြောင်းနဲ့အမိဝန်းထဲမှာပဋိတ္တိတီစေပြော့အသက်ကိုမှုတ်သွင်းတယ်ဝိညာဉ်ကို ဖန်ဆင်းပေးတဲ့အကြောင်းဇာခရိကျမ်းမှာအခုလိုပြောပြထားတယ်ဇာခရိအနာဂတ်ကျမ်းအခိုင်၁၂အခန်းငယ်၁ဒုတိယစာပိုက်မှာလူအထဲ၌လူဤဝိညာဉ်ကိုဖန်ဆင်းတော်မူသောထာဝရဖရာတဲ့လူရဲ့အထဲမှာလူရဲ့ဝိညာဉ်ကိုဖန်ဆင်းတော်မူသောသူကဘယ်သူလဲထာဝရဖရာသခင်ဖြစ်တယ်ကျွန်တော်တို့မိဘတွေမဟုတ်ဘူးပြီးတော့ ကျွန်တော်တို့မွေးဖွားမဲ့အချိန်နဲ့တည်မဲ့အချိန်ကိုလည်းပဲဖရာသခင်ကသူ့ရဲ့စည်င်းထဲမှာအကုန်လုံးမှတ်သားထားပြီးပြီဆိုတာကိုအခုလို့ကျွန်တော်တို့ကိုပြောပြထားတယ်။စာလံ139အငယ်73ကနေကျွန်တော်ဖတ်ပြမယ်။ကိုတော်ဒီအကျွန်ုပ်ဤကြောက်ကပ်ကိုပင်ဖန်ဆင်း၍အမိဝန်းထဲမှာအကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီးအကျွန်ုပ်သည်ကြောက်မဲ့ပွေသောလက္ခဏာထူးဆန်းသော လက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုတော်ကိုချီးမွမ်းပါမိပြုပြင်တော်မူသော အမှုတို့သည်အံ့ဩပွေဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏မထင်ရှားသောအရာ၌အကျွန်ုပ်ကိုဖန်ဆင်း၍မိကြီးအုပ်အရာ၌စိတ်ဆက်စွာပြုပြင်တော်မူသောအခါအကျွန်ုပ်၏ကိုခန္ဓာသည်ရှေ့တော်၌ထင်ရှားလျက်ရှိပါ၏ကဲအဲ့ဒါမှဗာပြောထားလဲဆိုရင် အမိဝန်းထဲမှာလူဖြစ်လာအောင်ကျွန်တော်တို့ကို ဖြစ်တည်စေတော်သူသည်ဘယ်သူလဲ ဖယားခင်ဖြစ်တယ်မိဘများရဲ့အသွေးအသားကိုအသုံးပြတာတော့မှန်တယ်ဒါပေမဲ့လူဖြစ်စေဖို့ဗတိတ်တရေဖြစ်စေတဲ့သူကဖယားခင်ဖြစ်တယ်တဲ့မြေကြီးအောက်အရာ၌စေဆက်စွာပြုတ်ပြင်တော်မူသော အခါတဲ့အကျွန်ုပ်ဤကိုခန္ဓာသည် ရှေ့တော်၌ထင်ရှားလျက်ရှိပါ၏ကဲ့တိကျွန်တော်တို့မမွေးသေးဘူးကိုခန္ဓာသည်ရှေ့တော်၌ထင်ရှားလျက်ရှိပါ၏မမွေးခင်ကတည်းကကျွန်တော်ရဲ့ကိုခန္ဓာအချိုးအစားကိုလည်းဘုရားသခင်က အကုန်လုံး design လုပ်ပြီးပြီအခန်းငယ်16မှာမစုံလင်သေးသောအကျွန်ုပ်၏အလုံးအထွေးကိုလည်းကိုတော်သည်ကြိရှု၍မြင်တော်မူပြီကဲတွေ့လားကျွန်တော်မမွေးဖွားမိကြတဲ့ဖခင်တခင်ကျွန်တော်ဘယ်လိုမွေးလာမလဲဘယ်အရက်အမောင်းဘယ်လိုဘယ်လိုရှိမလဲဘယ်လိုအသားအရောင်ဖြစ်မလဲအကုန်လုံးဖခင်တခင်ကဘယ်လိုလဲမြင်တော်မူပြီ။ तू က design ဆွဲထားပြီးပြီ။ကဲဒါဆိုရင်ဒီနေ့ဒီမှာရောက်လာတဲ့လူအမျိုးမျိုးကျွန်တော်တို့လူမျိုးတွေမတူပေမဲ့ ဘုရားသခင်ကကျွန်တော်တို့ကိုအလိုတော်အတိုင်းဖန်ဆင်းထားတာဖြစ်တယ်ကျွန်တော်တို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်ကိုတည်လာဖို့ဘုရားသခင်အလိုတော်ရှိတယ်ထာဝရတည်မဲ့ဝိညာဉ်ကိုလည်းကျွန်တော်တို့ရဲ့အထက်မှာဖန်ဆင်းထားပြီးပြီဒီအခွန်ကတော့ညီကြီးကနေဖန်ဆင်းထားတာပျက်စီးနိုင်တယ်အထက်မှာရှိတဲ့ဝိညာဉ်ကတော့ထာဝရတည်မဲ့ဘုရားသခင်ရဲ့နာဝိညာဉ်ဖြစ်တော်မူတယ်လူမှလည်းနာဝိညာဉ်ဘုရားသခင်ပေးထားတယ် တရိတ်ဆန်တွေမှာနာဝိညာဉ်မရှိဘူးဝိညာဉ်မရှိတဲ့အတွက်နောင်ဘဝကူးမဲ့အရာတို့မှမရှိဘူးတရိတ်ဆန်တွေတည်ရင်ပြီးပြီကျွန်တော်တို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်ကသူ့ကိုတနိုင်တဲ့နာဝိညာဉ်စိတ်ဝိညာဉ်ကိုကျွန်တော်တို့ကိုဖန်ဆင်းကြတဲ့ကပေးထားတယ်ဒါဆိုရင်သူ့ဘုရားသခင်ကိုကျွန်တော်တို့ဘယ်လိုသိရမလဲ ။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူပြီးတော့ကျွန်တော်တို့ကိုလည်းဒီနေ့အထိအသက်ရှင်ခွင့်ပေးတော်မူသောဖခင်သခင်ကိုသားတော်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့သိနိုင်တယ်။သားတော်ယေရှုခရစ်တော်ကလူသားတစ်အဖြစ်ကိုခံယူပြီးတော့မြင့်မင်မရသောဖခင်သခင်ရဲ့ဇာတိအဖြစ်တော်ကိုထင်ရှားစွာ ပြတော်မူကြောင်းယောဟန်အခိုင်၁အငယ်၁၄မှာကျွန်တော်တို့ကိုပြောပြထားတယ်။အဲတော့သူယေရှုခရစ်တော်သည်လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်လုံးကဒီလောကမှာလူသားတစ်အဖြစ်ကိုခံယူပြီးတော့ ဖယားစစ်ဖယားမှန်ဆိုတာဘလိုမျိုးလဲဆိုတာကိုဟောပြောတုံတင်ယုံမကဘူးပြုတော်မူသောအံ့ဘွယ်တဘာဝလွန်အမှုတွေအဖြစ်လက်တွေ့တသက်ပြသွားတယ်ထိုယေရှုခရစ်တော်သည်ဖန်ဆင်းခြင်းဖယားသခင်ဖြစ်တော်မူကြောင်းစပြည့်ရေကိုချက်ချင်းဖန်ဆင်းပေးတယ်ငါးရွေမုံတွေကိုလည်းပဲလူပေါင်း9000စားဖို့ချက်ချင်းဖန်ဆင်းပေးတယ် ခြေလက်သေးတော်သူတို့မှလိုအပ်နေတဲ့အရိုးတွေအကျိုးတွေကိုလည်းပဲအမိန်တခွန်းပေးလိုက်ုံနဲ့ခံစင်းပေးလိုက်တယ်။မွေးကလေးကမျက်စိကန်းတော်သူကိုယေရှုကမျက်စံတွေကိုချက်ချင်းဖန်ဆင်းပြီးတော့အကောင်ပကတိမြင်စေတယ်။လေပြင်းမုန်တိုင်းနဲ့လှိုင်းတဘိုးတွေကိုငြိမ်စေဆိုပြီးတော့အမိန်တခွန်းလေးပေးလိုက်ုံနဲ့ငြိမ်စေတယ်။ဒါပဲလားမဟုတ်သေးဘူး။တေလွန်ပြီးတော်လူ၃ယောက် အသက်ပြန်ရှင်စေတယ်။ကျွန်တော်တို့ကိုအသက်ပေးတော်ဖခင်သခင်ဖြစ်တော်မူကြောင်းလူစားတရားဖြင့်ကြွလာတော်မူသောသားတော်ယေရှုခရစ်တော်ကလက်တွေ့လက်သေးပြသွားတယ်။ကျွန်တော်တို့ကိုဒီနေ့အထိအသက်ရှင်ခွင့်ပေးတော်မူသောဖခင်ကျွန်တော်တို့ကိုဖန်ဆင်းတော်မူသောဖခင်သခင်ကိုတည်နိုင်မှုတခုတည်တော်နေလန်းသည်တာရယေရှုခရစ်တော်အဖင်ဖြစ်တယ်ဘလို့တည်နိုင်မလဲတမန်ကျမ်းစာမှာကျွန်တော်တို့ပြောပြထားတဲ့လုံလောက်သောတသက်တွေကိုကြားနာခြင်းဖြင့်ကျွန်တော်တို့တည်နိုင်တယ် တန့်ရှင်းတော်မူသောဖရာသခင်ထံမှာကျွန်တော်တို့တိုးဝင်ချင်းကပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့အပြစ်ကိုဖြေလွှတ်ပေးဖို့လိုတယ်ဒီမှာရှိတဲ့ကျွန်တော်တို့အားလုံးဟာအပြစ်မရှိဘူးလားရှိတယ်အပြစ်ဆိုတာဖရာသခင်ပြည့်ရတော်ကိုချိုးဖောက်ခြင်းဖြစ်တယ်ဖရာသခင်ပြည့်ရတော်ကိုချိုးဖောက်ခြင်းဖြင့်ကျွန်တော်တို့ဒီဖရာသခင်ရှိတော်မှာအပြစ်ရှိတော်သူတန့်ရှင်းတော်မူသောဖရာသခင်နဲ့ခွဲခွာခြင်းခံရတော်သူတွေဖြစ်တယ်သူနဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာ အပြစ်ကြောင့်အဆက်ပြတ်နေသောအရာကိုလဝါကတိုင်အဖြစ်ပေါင်းကူတရာခင်ပြော့သူနဲ့ပြန်ပြော့မိတ္တာရဖွဲ့နိုင်ဖို့သာတော်ယေရှုခရစ်တော်သည်လူစားတိအဖြစ်ကိုခံယူပြော့ကျွန်တော်တို့မလိုက်ရှောက်နိုင်တဲ့ပြည်ရတော်အားလုံးကိုလိုက်ရှောက်သွားတယ်ပြည်ရတော်ကိုချိုးဖောက်တဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့အပြစ်ကြွေးအားလုံးကိုဆက်ပေးဖို့ရန်လဝါကတိုင်မှာကျွန်တော်တို့အတွက်အသေးခံပေးတယ်သူကိုယုံကြည်တော်သူအားလုံးကိုဖြောက်မတ်တော်သူအဖြစ် လက်ခံနိုင်ဖို့တေခြင်းကနေထမြောက်တယ်ထိုသားတော်ယေရှုခရစ်တော်သည် အပြစ်ရှိသောတေနဲ့ကျွန်တော်ကိုတန့်ရှင်းတော်မူသောဖရာသခင်နဲ့အဆက်ပြတ်ခြင်းကနေပြန်ပြော့ဆက်တွယ်ပေးနိုင်သောတပါတီသောကယ်တင်ရှင်ဖြစ်တယ်အဲဒါကြောင့်သခင်ယေရှုကငါသည်လမ်းခေးဖြစ်တမန်တော်လည်းဖြစ်အသက်လည်းဖြစ်လို့မိန့်တော်မူခြင်းဖြစ်တယ်တင့်ကိုဖန်ဆင်းတော်မူသောဖရာသခင်တင့်ကိုဒေနေ့အထိအသက်ရှင်ခွင့်ပေးတော်မူသောဖရာသခင်နဲ့ ြန်ပြီးတော့အဆက်အသွယ်လှုပ်ချင်ရင်သားတော်ယေရှုခရစ်တော်အဖင်ပြန်ပြီးတော့အဆက်အသွယ်လှုပ်လို့ရတယ်ထိုသားတော်ယေရှုခရစ်တော်ကတန်ရှင်းတော်မူသောဖရာသခင်နဲ့ကျွန်တော်တို့ကြားထဲမှာအဆက်ပြတ်နေတဲ့အပြစ်ကြောင့်အဆက်ပြတ်နေတဲ့အရာတွေအလုံးကို ကားတိုင်းအဖင်ပေါင်းကူတရာခင်းပေးတယ်လဝကတိုင်းမှာယေရှုအသေးခန္ဓာဟာအပြစ်ရှိသောသင်နဲ့ကျွန်တော်အတွက်ဖြစ်တယ်ထိုဖရာသခင်ကိုကျွန်တော်တို့တည်ကျွမ်းနိုင်ဖို့ ထိုပရယခင်နဲ့ပြန်ပြော့ပေါင်းစည်းနိုင်ဖို့ချိတ်ဆက်နိုင်ဖို့အတွက်ဆိုရင်သားတော်ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့လိုတယ်။ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းဆိုတာနောင်တနဲ့ဩကိုတော်ကျွန်တော်ဒီကျမဒီအပြစ်ရှိတော်သူဖြစ်ပါတယ်။ကိုယ်ရောရဲ့ပြည့်ညတ်တော်တို့ကိုချိုးဖောက်ပြော့ကိုရောရှေ့မှာကျွန်တော်ကျမသည်အပြစ်လုံးမိပါတယ် ကျွန်တော်ကျမဒီအပြစ်သားပါခွန်လွတ်တော်မူပါလဝကတိုင်မှာကျွန်တော်အတွက်ကျမအတွက်အပြစ်ကျွေးဆက်ပေးဖို့ရန်အသေးခံတော်မူသော သားတော်ယေရှုခရစ်တော်တပါတိကိုသာကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမယ်ကိုတော့အလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုပြောင်းလဲပေးပါအလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုကျမကိုအစဉ်မြဲလမ်းပြတော်မူပါဆိုပြော့ အပြစ်ကနေနောင်တရပြောယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင့်ကိုဖန်ဆင်းတော်မူသောဖခင်ဒီနေ့အထိအသက်ရှင်ခွင့်ပေးတော်မူသောဖခင်သခင်နဲ့ပြန်လဲပြောပါလို့လဲပေါင်းစည်းမယ်တင့်ရဲ့အပြစ်တွေအလုံးကိုခွလုံးမယ်ဒီဘဝမှာအလိုတော်ကိုနာခံနိုင်သော စိတ်တော်အသက်ကိုပေးမယ်တေရာနဲ့ချက်ချင်းတင့်ရဲ့ဝိညာဉ်တွားရမယ့်နေရာဒီအိုနာတေချင်းကင်းသော အထံတော်မှာအစင်တော်ရာ ဘုံတော်ဝင်စားရမှာဖြစ်ပါကြောင်းတည်င်းကောင်းပါပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ